လေအဟော်မှာအတောင်လှင့်လို့ပြန်လိုက်စမ်းလေစံဖြစ်ချင်လဲဖြစ်ပါစေပေါ့အတောင်နှစ်ဖက်ရှိသည်ဖြင့်ပြန်နိုင်တဲ့အားရှိသည်ဖြင့်ကြံရမှာပဲငှက်တူတံမိုးကကောင်းကင်ရန်လူတို့တကူကမိပုံပြန်နဲ့ခုခေတ်ဆိုဒုံးပြန်ပေါ်ဟဲ့ပြီးတော့ငှက်တွေဟာပြန်ရင်းတည်တဲ့လူတွေဟာကြံရင်းတည်တဲ့ကွယ်ဘလို့ကံကြမ္မာမျိုးမစူရှင်ဆိုင်ရမှာပဲ လူ့ဘဝတွင်ရေစံကိုကူးနေရသလိုဖြစ်လာပြီဆိုရင်တော့အမြဲမောပြီဘွေခင်ကဒီစကားမျိုးကိုပြောမိလေသည်စင်စစ်ကိုကိုကိုအတင်းညင်းလေးဖြစ်သည်ဘွေခင်စကားများကိုကြက်ကြော်လှုပ်ချင်တော့လှုပ်လိလှုပ်ထလေးရှိတော့ဂျူရိုကပြုံးဆဆမျက်နှာနဲ့ဗားတယ်ဟိကက်တွေကပြန်ရင်းသေးတယ်လူတွေကကြန့်ရင်းသေးတယ်ဒါဖြင့်တို့အဝေယာကြီးကတော့ပလင်းမော့ရင်သေမာသေးကြတယ်ကိုကောင်ဘဲဦးကတော့ကောင်မလေးတွေတကောင်စင်းရင်ကောင်ရင်သေးမာ ကိုကဲကတော့တီယိုတို့လိုက်ထဲကနေတင်ကီကိုချောင်းကြည့်ရင်သေမှာစေပရီကတော့တန်းစီတူရင်လူပိသေမှာချိပီကတော့မခိုင်းတဲ့ဝမ်းဂရဇန်လျှော့ရင်နေစမ်းပါဟဲ့စကားကောင်းကောင်းပြောနေရတယ်ဝီခင်ကဇလုံးခွက်ရောက်စားရဲစားရဲများစတီတိတ်ခေါ်တတုတန်ကြုံများထဲထားတော့ယူရီးယားချင်းအမီကိုဆွဲကင်လေးရောက်လာရင်ဂျူရုကိုလှမ်းမှန်လိုက်သည်ဂျူရုကတီယိုလိုက်ခေါ်ဒေါင်တိုင်းကရိယာမှန်မလို့နဲ့ဆင်ဆင်တူသောအရာကိုလက်တစ်ဖက်ကဆွဲလျက် ထရိုင်ဘော့ကတုံးယောက်တော့ခုံကိုထန်းကဝေးခင်အားနှမ်းကြည့်ပြီးငါ့လည်းအကောင်းပြောနေတာပဲသူတို့ကရှေ့မှသွားနေတော့သူမိဆွေများနောက်ကျော်လှမ်းကြည့်ရင်ပြောလိုက်လေသည်ဘာအကောင်းလဲအကောင်းပေါ့လူတွေကြံရင်တည်ရဲဆိုနင်ရောတည်ရောမလို့လားမြေတိုင်းရဲ့အမောဆိုတည်ပါရဲမိန်းကလေးလိုတင်းစားရဲပါလာနေပါအောင်မယ်ဟာမလုပ်ပါနဲ့အဲ့ဂျိုးဟာလေတိတ်အားချောင်တာပဲတကယ်ပါမင်းမျိုးလိုနေရာမျိုးမှာတည်ရတာနည်းနည်းတော့ကုတုံမယ်လို့ပန်းခွေတော့တိတ်လာပါပဲ ပန်းတွေဒါတော့ပေါ်တာပန်းမြူတော်မှာတည်ဆုံးသွားတဲ့ဝေခင်အလောင်းကို အလွန်လှတဲ့ပန်းခွေတွေနဲ့ဖုံးအုပ်လိုက်ရတယ်တို့ခဲနဲ့ကပလိုက်မယ်နော်ဂျူရောကလွတ်လပ်ပေါ်ပါစွာရင်မောနေသည်ဝေခင်ကမောလွန်သဖြင့်စိတ်တူနေသည်အနည်းကလည်းခီးပန်းခဲ့သည်ယနေ့လျှောက်လာခဲ့ရသောခီးကလည်းနည်းနည်းတော့မဟုတ်ထို့ပြင်တစ်ပင်စုယုံမင်းတို့ကိုဖြတ်ကျော်လာခဲ့ရသဖြင့်ခြေတော်များမှရှပြီးရားဆက်နေသည်ဝေခင်ဤခြေမသည်လည်းကြောက်တုံးအစတစ်ခုကိုခလုတ်တိုက်မိထားသဖြင့် တူးရီထွက်ခါတစိမ့်စိမ့်ယူနေသည်လက်ကင်ဘွားနှင့်ဖုံးကိုစီးနောင်ထားသော်လည်းလက်ကင်ဘွားမှာသွေးများနှင့်စူနီးနေသည်ဂျူရောကသုံးချောင်းနောက်ခုံထမ်းလျက်ကပင် သူ့ရှိမှရင်းရင်ပိုးခေါ်တနေရာမှတနေရာမြင်သာရန်စိုက်ထောင်ရသောအဖြူအနက်နှင့်အနီသုံးရစီချထားသည့်အတန်ရှိကြီးကိုထမ်းလျက်ခတ်တုတ်တုတ်လျှောက်သွားသောចောင်းသားနောက်ကိုအမိလိုက်၍ဟေ့ချစ်ပေဟေ့ဝေခင်ကပြောတယ်ကွာတိလားอืม ချီပေဟုအခေါ်ခံရသောကြောင့်သာကသူ၏ရှေးကိုင်းသောအရက်ကြီးကိုပို၍ကိုင်းတရာပြုကပါဇက်ဟရင်ဟောဟဲဟောဟဲနဲ့မောနေလေသည်ငှက်တရာပြန်ရင်းသေးတယ်မင်းရောဘာလို့ရင်းသေးမလဲဂျူရိုကသူ့အတီတိုင်းရှစ်ပြက်ပြက်နဲ့ရဲရင်မေးလိုက်လေသည်ဟမ်ဟမ်ချီပေကနားမလည်သလိုထပ်မေးလိုက်သည်ဒီကောင်ကကြောင်တိတ်ကြောင်နဲ့ကဂျူရိုကစိတ်မရှိဘူးလို့မန်နေသေးသည်ဒီတော့ချီပေကမျက်ခုံးတော်ငါလက်ခါပြားလေးရဲ့မင်းတို့ကောင်နေပြောတာငါဘာမှမကြားရဘူးကွာ ပင်ပန်းလုံးလုံးနားထဲကလေတွေထွက်နေတမုံမုံပဲသူပြောမှပဲတတိယသည်ဝေခင်နားထဲကလည်းလေတွေထွက်နေသည်ဝေခင်မိတ်ဆွေမလေးကြိုင်ကြိုင်ဆိုသူကကျိလိုက်ကျိလိုက်စရုပ်သားနှစ်မိမျိုးကန့်ထက်တဲ့အရသာဆိုတာဒါပဲညီညီညူနှင်ပြောနေသေးသည်သူတို့ကချိပိပဲလှည်ဟာမိမျိုးစကန့်ထွက်လာတာပျော်စရာပျော်စရာဆိုဟိချိပိခနဲ့နေသေးသည်မင်းကလေးတွေရှိချိပိဟုအခေါ်ခံရသူက အေးအရင်နှစ်တည်းတော့မင်းနှမပါတာဟူပြောကြည်ကြီးပေါ့အခုမင်းနှမလည်းမပါမင်းကြီးတော်လည်းမပါဝေခင်နဲ့ဂျိုင်ဂျိုင်တို့ကရင်မောကြလေသည်သူတို့ကစိတ်ပရိရေကဲပါအောင်ငါ့ကိုချီးပြီးချဲနေပြီကွာအတန်ရှည်ကြီးထိတ်ဖြားတဲ့အလံများကြီးကကင်ထားသောဖြူဖြူပင်ပင်ចောင်းသားတယောက်အားလှမ်းတိုင်လေသည်စိတ်ပရိကရဲလျက်မင်းတို့နေအောင်အမြဲကြိုက်နေတာပဲမဆမ်းပါဘူးချီးပြာခွေးတန်နဲ့တူအောင်လှုပ်ပြနေသည် စေပရီရဲ့အပေါင်းအသင်းပဲကြိုက်တဲ့ရမှာပေါ့ဟုလည်းပြောသေးသည်စေပရီကစား၍ချစ်ပေချစ်ပေတော်ရဲမှနေအရာတင်ဖြူချေးရည်နဲ့လူဟုသောငယ်စဉ်ကလေးဘွားကတခြင်းလှုပ်ပြီးဆိုခဲ့တဲ့ကဲ့သို့စိုးနေသည်ကိုသူတို့ကတန်ရာမှုလိုက်ဆိုသည်ဘဲဦးရင်ကိုပြေရလဲဝင်ဆိုသည်နင်တို့ကလည်းဆရာတွေပါလို့ဖရီမရရတော့တလန်းလုံးနောက်နေရပဲတော်တော်အားချောင်းနဲ့ဟိုင်။ကျန်ကျန်ကမလင်းနိုင်တဲ့ဖြင့်ဝင်ပြောသည်ဖရီရိုက်ဆိုသည်မှအတန်းပြည့်သည်ဟုလို့ဝေခင်ကတော်ပါသေးရဲ့ အခုတော့လူရှင်းလာလို့ဆောဆောင်တော့ကကလေးတစ်စီစီခွေးတစ်စီစီနဲ့ကိုအုပ်စုနဲ့ကိုအဖွဲ့အသေးသေးတို့သည် ranking board ခေါ်အတန်တို့တွင်အလန်းနီအစိမ့်အပြာအဖြူတက်ဆင်ချင်တော်လျက်ဆရာများဥဆောင်ကနက်နက်ဆောဆောင်အမှတ်လေးချောင်းမှထွက်လာကြတဲ့ကအိမ်တိုင်းလူမလူတွေကအထူးအဆန်ထွက်ကြည့်ကြလေသည်ကလေးတွေအားဆိုရင်ပြေး၍ကျောင်းသားကျောင်းသူရှိမှကြူကြည့်နေကြသည်ဝိခင်တို့ဟာလေလွင်သဖြင့်လှမ်းမသွားစေရန်အုတ်ထုတ်များကိုပြင်ဆောင်ကြသည်ထို့ထောင်ထောင်နဲ့ဒုတ်တန်ညောင်းတွေကင်သူကကင် တုံညောင်းထောက်ခုံ tripod ကိုမခုံးပေါ်ထန်းသူထန်းနေဘလို့ထင်ရသည်မသိ။ယောက်ျားလေးအုပ်စုအများကြီးတဲ့တွင်အကြီးအတွက်20ပဲမပြည့်သောမိန်းကလေးများအားတအံတအောငေးမောကြည့်ရှုနေကြသည်။မိန်းကလေးတို့ဤနောက်ကျောတွင်ချွေးများရွှဲနေနေသည်။ရှားဝါသည်ခီးရလည်းအတော်ဝေးသည်။တာယာမီကွင်းတို့တော်တော်နဲ့မရောက်နိုင်ခဲ့။လက်လက်ရေးကြောက်တန်အနာမဖြတ်ခါမြို့တော်ခမ်းမနာရောက်မှဝေခင်တို့အနီအဖွဲမှလူတွေအလုံးဆွေယုံမိကြလေသည်။ လွတ်လပ်ရေးကွဲမှာတတော်ကျွမ်းအတွင်အပါဝင်ဖြစ်၍တစ်ပင်စုချုံပင်ပေါများလာပေသည်ဆရာသည်ယမန်နှစ်ကမြေပုံကိုဖြန့်ကားယနေ့တိုင်းတာအမည်လုပ်ငန်းနှင့်ပတ်သက်သည့်အကြောင်းရှင်းပြသည်တန်အမည်နေရာဌာနစတေရှင်၈ခုရှိသည်ဟုဆိုသည်ဆရာကနေရာများကိုရွေးချယ်သတ်မှတ်ပေးလေသည်မြို့ပြဆွမ်းအားပြီးထွန်းကအန်ဟုကဗျာစာဆိုသူကရေးထားခဲ့သည်လို့လူသားတို့၏ဆွမ်းရည်ဆိုတာဒါပဲဖြစ်မည်ဟုဝေခင်အားတွေးမိလေသည်လူသားတို့အတွက်အကျိုးပြုလုပ်ငန်းမိတကားတောင်းတွေးလျင်ဥမင်ဖောက်သည် ညစ်တွေ့လျင်တရားဆောက်သည်ကန္နာယကာစီနေလျင်လန့်ခင်းပေးကြသည်ထို့ပြင်ဆယ်မြောင်းများတာတမန်များအဆောက်အဦကြီးများစသည်ဖြင့်လူသားတို့၏ညံသောဝိရိယဖြင့်လောကကိုသာယာဖွံ့ဖြိုးစေလေသည်မြို့ပြတို့သည်ကကဘာမြကြီးကိုထောက်ဝက်ချုပ်ပစ်လိုက်လေသည်တို့လျင်ဝေခင်ကခန္ဓာကြီးကျယ်သော အတွေ့အကြုံနှစ်နေစေအဝေးရာစေဗဒီနှင့်ချီပေတို့ကနေရ H ရှိရာမြို့တော်ခမ်းမအနောက်ဘက်သို့ထွက်ခွာသွားကြလေပြီ။ ကျန်းဥစုမှလူများလည်းအသီးသီးတောင်းဝင်ကြရာနေရာသို့သွားကြပြန်သည်။ချခင်ချောင်းတက်စင်ကတခါအမျှဘာမီဝူတီကိုမတွေ့ရဘူးတော့ကုပြဲနှင့်ဘဲဥတို့သည်ပင်ဘာမီဝူကြသည်။ချောင်းသားအားလုံးပင်ဘာမီနှင့်ဆရာတို့ကမင်းကလေးတွေပါဘာမီဝူနိုင်ရင်တစ်ကောင်းမယ်ဟုပြောသေးသည်။ချိုင်ချိုင်ကရင်မောကဝိတော်ဝိချင်ပါတယ်။မိုးရဲတာခက်တယ်ဆရာ။ထွီးကုပြဲကမကြားတကြားဝင်ပြောသည်မှာနင်တို့အုပ်စုတွေကဝေခင်တယောက်ပဲဘာမီနဲ့ကြည့်လို့ရမယ်။နှံပြီးဆိုကလည်းဘာမီကြားတယ်ရှာနေရမယ်။ အိမ်ထပင်ကြတော့လဲအောင်မလီလန့်စရာတို့တွေမြေတိုင်းမှာအဖျားရောဂါထကုန်냐မယ်။နှံပြေစုပ်အမိခံတိတိပြပြနဲ့မေအောင်အိမ်ထပင်အမိခံအယံ့မြင့်သောကြိုင်ကြိုင်တို့ကမျက်ဆောင်ခဲကုန်ကြလေသည်။ဆရာကမတိကျွချွန်ပြူရင်မတိမသားပြုံးနေလေသည်။ထို့နောက်တော့ဂျူတို့ဝိခင်းနဲ့ကြိုင်ကြိုင်တို့ကနေရာအင်းနှင့်ပြီးရှိရာမန်လီလာရှူလန်းဤညာဘက်ရှိကွင်းသို့လာခဲ့ကြသည်။ဟေ့သတိထားစတေရှင်အင်းသားမှာခွေခိုက်တတ်တဲ့ဆရာဆော့ဆော့ဟာသတိပေးလိုက်တယ်။ ရှိဆုံးကသွားနေသောဂျူရိုကိုကြမ်းကြမ်းကလှမ်းအော်သတိပေးနေသည်ဂျူရိုကရေလျဲ့ရှေ့တူသွားမြဲသွားကမပူပါနဲ့ဟာတို့စီမှလည်းကြိုက်တက်တဲ့လူပါသားပဲဝီခင်ကိုလှမ်းမင်းကောပြရင်နောက်ပြောင်နေသည်ဝီခင်ကအဖက်လို့စကားမပြောတော့ဒီနောက်တော့တိုင်းညာထွားရသည်စတေရှင်အေးနှင့်ဘီကြားတွင်ပေ900ရှိပြီးဘီမပေ100ကျော်ခန့်အကွာအေးနှင့်ဘီအကြားတွင်တော်လှန်ရေးမရှိတိုင်းရှိလေသည် ကျူရိုမှာသူ့အုပ်စုနဲ့ပါမိခင်ရုပ်ကြတော့လဲအလုတ်တကယ်လုတော့လဲဖြူဖြူဖြဖြန်းနဲ့တွင်ကြံအောင်လုပ်နိုင်လေအလုတ်လို့ရင်လေတွေဖောင်းနေသည်လူကလည်းမနာမဆက်ကလည်းအားမနေဝေခင်ကတတ်တူပေချိုးကိုပေတရအကွာမှဆွဲလာလေသည်ကျူရိုကအတန်ရှိကိုခြံကဆောင်နေသည်ကြံကြံကဖိုင်ရဲကိုထိုင်ကရေးမှတ်ရန်ဆောင်နေလေသည်ကျူရိုကမျက်နှာတစ်ခုလုံးနေပူရှိနှင့်နီးရဲကစတီးတိတ်ကိုနနာဆွဲစမ်းပါဟာသူ့ကိုဆွဲတာမှန်ရင်မှန်တာပဲနေဥစားအားမရှိသလိုပဲ အဆောင်ကကျွေးခဲ့တဲ့ဘဲဥဟင်းနဲ့နိုင်လွန်ဟင်းတို့မှအာမနာဝေခင်ကိုလှမ်းဆနေသေးတယ်။ဂျူတို့ပြောလဲပြောစရာတတူဂျူကိုဆွဲရရင်ဝေခင်ကြီးလက်အားကမတန်။ညမကြမီဆရာရောက်လာကဆရာကဝင်ဆွဲပေးလေသည်။ဂျူတို့ကဆရာရှိမှပဲနောက်တိနောက်တော့စကားတွေနဲ့ဆရာဝေခင်ကပြောနေတယ်။ငှက်တရားပြန်ရင်သေးတယ်လူတွေကကြံ့ရင်သေးတယ်တဲ့။သူလည်းမြေတိုင်းရဲ့အယိုးကြီးကြီးအေးခံခံသေးသွားပါစေတဲ့။ခိုင်းခင်ခိုင်းပါတဲ့။စောစောကသူ try ပေါ့ထမ်းလာတော့တိတ်ကြည့်လို့ကောင်းပါပဲဗျာ။ပြောပြစိတ်တမင်းလုံးချီလာတဲ့အတိုင်းပဲ။ ဆရာကရေမောနေသည်ထို့နောက်ကိုရန်ပိုင်ကပြောရတဲ့ထင်းနဲ့ဟူပဲမေးလိုက်သည်ပြောရတာမကောင်းလားဆရာစိတ်ပိုင်းဆိုင်ရာခံစားမှုတွေထဲမှာပြောတာအလိုလားအဆုံးပဲကျွန်တော်ကတော့ပြောချင်းနေရပဲစီစင်းရဲ့ဆရာတွေစိတ်ညစ်ဆရာတွေကိုကျွန်တော်ကြောက်ခိုင်းထားတာအိမ်မှာမမေကကျွန်တော်ကိုဒီနားဆိုရင်ဟိုနားထားသွားတာကျွန်တော်ငယ်တုန်းကငါးနှစ်သားလောက်ပေါ့ဘဘကကျွန်တော်ကိုမြည်တန်ရှည်ကြီးနဲ့မြည်တွန်တွန်တော့ဘဘလက်ထဲကိုကျွန်တော်မူဘူးဆယ်ပြားထည့်ပြီးပြောတဲ့ဘဘဒီရင်ကအခုထွက်သွားတော့ရော့ဘဘကိုလမ်းစီးလို့ပြီးတော့ ်ဖွားအဆူရက်ပြီးရဲ့တဲ့ဆရာနဲ့အတူဝီခင်ရောချန်ချိုင်မှာရင်မောကြလေသည်သူတို့ကလည်းသူ့ဘာသူသဘောကြတာတတော်တော်ရင်မောလျက်ကလေးများဟာမဟုတ်ဘူးတိတ်မတ်တာဆရာကျွန်တော်တို့ကမောင်နှမကလည်းများအမေကလည်းစနစ်ကြီးတော့ရရဲမဟုတ်ဘူးဆယ်ပြားလိုလဲကူကူဘဲဆွန့်ရမလဲအဘွားဆိုတာနားဆိုမခံနိုင်တော့ဘွားရော့ချဲပြားလမ်းကြီးယူပြီးအိမ်ကတွားတော့လို့မပိကလာပိကလာနဲ့နှင်းတဲ့ချန်ချိုင်ကအတော်မသက်ရေပြန်သည် ဝိခင်ကမူရဲနေရာမှာရုတ်ချီမျက်နှာတီးကအရေရက်သွားသည်။သူကြောင့်ဝိခင်နှုတ်ခမ်းတွင် အပြုံးရရဲသာကြံ့တော့သည်။နှုတ်ကပြုံးနေတော့လဲမျက်လုံးများကအတွေးနေငင်းနေသည်။ချီစံတို့ရဲနေလိုက်တာ။ဒါပေမဲ့တို့ကြကြမရဲနိုင်ဘူး။ဂျူရိုပြောတတ်တာတော့တော့မတူနဲ့လေ။သူ့ဘဝပေးချင်နေတာသူပြောဖို့ဖန်ပြီးပြထားတာပဲ။သူ့မှာဘာပူစရာရှိတယ်လဲ။ဂျူရိုမိဘတွေကကြေးရက်တွေ။ခိုင်ခိုင်ဆိုလဲကြိ။သူ့ဖေကအရာရှိကြီး။ဖိုက်ဆံတွေညာတုံးလိုက်တာ။လုံငနေလုံငနေပဲ။ သူတို့လိုမတုံးနိုင်ပါဘူး။တို့ကဆင်းရဲတယ်။တို့အမေကမွေးလိုက်တာ။ကောင်းကောက်စရာတော့မရှိဘူး။အခုအမေပို့တဲ့ငွေရလည်းနည်းလိုက်တာ။အဆောင်က58ကျပ်။ကျောင်းလာက2လကအတွက်30ကျပ်။တကားရတဲ့89ကျပ်။လုံငနယ်ပြေးရတဲ့ပြင်။လမ်းစည်းနဲ့လမ်းမတုံးလာတာနဲ့လူရဲပြည်စည်းနည်းနည်းပပဝဲလာတာနဲ့ခုလက်ထဲငွေလေးသုံးချက်တာမပြည့်တော့ဘူး။ဒီသုံးချက်ထဲနဲ့ဘာသာသုံးမလဲ။ပြီးတော့ငွေရလုံးလုံးခံတာမဟုတ်ဘူး။ ွင်းပြပတ်လဲတွင်ချယ်ရီပင်များထင်းရုပ်ပင်များစိတ်မန်းများပင်များစင်စင်လက်လက်နှင့်စည်ရည်ရီပေါက်ရောက်ကတောတောင်ရင်မြေသဘာဝအနေထားကတာယာကြီးနူးွယ်ဖြစ်တော်လဲရှင်နေနိုင်မတာယာနိုင် ရှင်းလည်းမရှင်းငွေကြီးကိစ္စတွေတိုင်းခေါင်းလိုက်ရလေသည်စတိုင်မန်ထောက်ပံ့ကြီးရနိုးနှင့်ရှောက်ခဲ့ရသည်မှာလေးနှစ်သာတိုင်ခဲ့သည်အေးအယားမမြင်ရဝိခင်ထက်ပူဆင်းရတဲ့သူတွေရှိနေပြီထင်သည်ဂျူလာမိတော်ဘာသာရက်ကလည်းနှစ်ရှိကြီးရုံးကန်ပြီးဘာသာရက်ကြီးတနေ့တန်းအောင်မမနေအားခဲနေရတယ် နှစ်တွေကုန်လာသည်နှင့်အမျှအမီလဲအကျွေးနွန်နေနှစ်နေလေပြီဝိခင်မျက်နှာမသားမယားဖြစ်နေသည်ကိုဂျူရောကအကဲခတ်မိလေသည်ဝိခင်နှစ်ဖူးနှင့်နှာခေါင်းနှင့်ချွေးများမသိမသာစိုးနေသည်ကိုတုံ့မပြစ်ဘဲဒီအတိုင်းထားသည်စိတ်တွေလေးလံနေသည်ဖြင့်မျက်နှာမှာမှိုင်းမုံနေသည်အသက်20လွတ်လပ်ပြောပါနိုင်သောအရွယ်တွင်ဝိခင်အဘယ်ကြောင့်နှွှန်းနှဲနေရသနည်းဒီမင်းကလေးသည်ခါတိုင်းထက်ထက်မြမြန်နဲ့တွက်လက်ခါသူနှင့်ရံဖြစ်လို့ကောင်းသောမင်းကလေးဝိခင်သည်သူ့လိုပင်ထုံတိုင်းခြင်းနှင့်အဆန့်ကျင်ကြီးဆန့်ကျင်က ဟုတ်ပါဘာဘာဖြစ်ဖြစ်လဲလဲနဲ့မျက်နှာရှင်ဒီမင်းကလေးခုတော့ဒီမင်းကလေးမှာမရေနိုင်မပြုံးနိုင်တငိုင်းငိုင်းမင်းကလေးတို့မနိုင်ဝင်ကိုထမ်းဆောင်မိပြီဟုအဖြစ်တင်လို့ကတင်လေတော့အင်ဂျင်နီယာလိုက်လိုက်ရမည်ဆိုတော့အမင်းနဲ့ဆွေမျိုးတွေကလုံးဝသဘောမတူအမေရဆိုရင်တက္ကသိုလ်ဘုဘပဲအတော်ကြီးစဉ်းစားနေသည်ကောလိပ်ဘုဘတော်ရင်းနဲ့ခက်လေးလေးပဲပညာသင်ကြီးကိုဘလို့ရှာရပါအမေကလည်းညှိချသည်ဒီတော့ဝေခင်ရဆာမေဝဲကိုဂုံနုနှစ်ခုနဲ့အောင်းငယ်လျက် ကြသူများပမာမြည်ဖြိုင်ခဲ့ရသေးသည်ကလေးစိတ်ကလည်းသွားပါစီဟာဒီလိုပဲဝိုင်းဝန်းထောက်ပံ့ကြတာပေါ့ဘာကြီးဖြစ်သူကဝင်ဖြည့်ရှင်းခဲ့သည် scholarship ကိုပညာတော်သင်ဆုရဖို့ကလည်းအဆင့်ကကက်လို့နေသည်အင်္ဂလိပ်စာနဲ့အမှတ်နေသွားသည်သို့တော်လည်း statement ကိုထောက်ပံ့ရေးလျှောက်ရင်ရမည်ဟုထင်ထားမိခဲ့လေသည်ဒါဖြင့်လည်းဆရာမလိုက်လိုက်ပါလိုက်ကြီးမတ်တွေရပြည့်တယ်ဆိုဟာအမေကလည်းကျွန်တော်မှဝါသနာမပါပဲပြီးတော့လူတိုင်းလူတိုင်းဆရာဝန်လိုက်လိုက်မယ်ဆရာဝန်လိုက်လိုက်မယ်နဲ့ ဝေခင်ကအနှွေဆိုးဆိုးသလိုအမူအရာနဲ့အညာတလေးအတိုင်းအမေကိုကျွန်တော်နဲ့ပြောနေသည်အမေကဝေခင်ကိုဂုံယူအားထားသောမျက်နှာနဲ့စဉ်းစားဆိုင်ရင်ဆရာဝန်လာရအကျိုးရှိတယ်မလားကလေးရဲ့တို့မျိုးတဲ့ဆရာဝန်တယောက်မှမရှိဘူးဆရာဝန်ဆိုတာသူများအသက်ကြီးရတယ်ပိုက်ဆံနေလည်းအများကြီးရမယ်ကိုတို့လည်းရဝမ်းလဲဝအမေကသူနားလေတလားပြောနေသေးသည်ဒီတော့ဝေခင်ကအမေကြီးယူသားဖြစ်စဉ်သောမျက်နှာကိုလှမ်းကြည့်ရင်းရဲလျက်အမေရဲ့ ကျွန်တော်ကတော့အများကြီးပဲစဉ်းစားတာရန်ကုန်မှာဂုံလို့ရတဲ့လူတွေကိုတရင်နောက်တွေကမေးတော့ခြေရွာတွေစင်စစ်ကုမယ်အသက်သခင်လယ်သမားတွေကိုစီးကုမယ်ဗာမင်းနဲ့ခြေကြတယ်လို့ကျွန်တော်တရင်ထဲမှာဖတ်တယ်ကျွန်တော်ကအဲ့ဒီတရင်နောက်တွေကလာမင်းကျွန်တော်ကတမျိုးတည်းဖြေချင်တာအလိုညကဘလို့မြဖြေချင်လို့လဲအမေကဝေခင်းရှိတဲ့တဲ့တွင်ထိုင်ကစီးဘောလေးကိုတခြားမြဆိုင်ပွားရင် ပီတိတွေဖြာပြီးတော့အဖြူမျိုးဖြင့်မြေးလိုက်သည်တမီးပေါက်တယောက်ထုံးသမီးကလေးတို့ကဂုံလဲယူရင်း မပြည့်စုံချက်တဲသောဘဝအတွက်စိတ်လည်းမချမ်းမြေ့ဖြစ်ရင်မျက်ရည်များဝဲနေသည်၁၆နှစ်ဖြစ်ရင်လပိုင်းများလိုသေးသောသမီးငယ်ဟာနုနယ်သောမျက်နှာလေးနှင့်ရင်မောနေသေးသည်ဆင်စစ်ဝေးခင်သည်တက္ကသိုလ်သို့၁၆နှစ်နှင့်အသက်မီယုံရောက်သွားမြင်မင်းကလေးမှုအလုလုရန်များစွာစောနေလေသည်ဝေးခင်ကသူ့လက်နှစ်ဖက်ကိုပိုက်ကာကိုကိုမတ်ထိုင်လျက်အဟန်းဟုချောင်းဟန်ပြီးအရှိန်ယူသလိုလှုပ်ပြီးရေနေရာမှရုတ်ချီမျက်နှာတီးသွားရင်ကျွန်တော်ရင်မှန်ချက်ကတော့ ကျွန်တော်တို့စီမှာတက်ဆင်းရနေတဲ့လယ်သမားတွေရဲ့ဘဝမြင့်တင်ရေးတစ်ဖက်အတွက်ဆယ်လီတာတမန်တွေဆောက်လုပ်နိုင်တဲ့အင်ဂျင်နီယာတယောက်ဖြစ်လာခြင်းပါတယ်။ကျွန်တော်တို့စီကမိုးခေါင်တော့အစားစင်းရင်အနေစင်းရင်နဲ့မတည်ယုံတမန်အလုပ်လုပ်ကြရတယ်။လူတို့ပဲတို့ပြောင်းလို့နဲ့ရောကြိုစားရတယ်။တခါတလေညထမင်းညက်ရတယ်။အဲ့လိုအငန့်အမွေပြဿနာကိုဖြေရှင်းဖို့ရေးရီတူလောင်စရာဆယ်လီတာတမန်တွေအများကြီးလိုပါတယ်။ဒီလိုတွေပြောတတ်အောင်တမင်းလေးချင်းလှူထားတော့ဝီခင်ကသူ့ဘာသာသူဟန်ပန်လီတန်လို့ပြောသူကိုမလုံးလို့ရင်မိပြန်တယ်။ ။ဘာကြီးကကုန်းနေပါထားတော့သွားကြောင်ရပေါ်အောင်အဘရရပြုံးကဟာနင်းဒီလိုဖြေတာတွေသတင်းနဲ့ပါလာရင်တော့လေငါတော့အကျော်စရာပဲဟိဟုပြောနေသေးသည်။ငါသမီးကတိတ်တော်တာပဲဟုအမေကကုငချင်းကုချင်းလေးသည်။ဝေခင်သည်အိမ်ပြင်းစီသူလာရက်ခါပတင်းမကြော်၍လေဝင်းစီသူငင်းမောကြည့်နေသည်။အမေနှင့်ဘာကြီးတို့လည်းတော့သည်စိတ်ရင်းရင်ဖြစ်နေရမည်အစားဝါဖြော့ဖြော့အယောင်ကိုလှုပ်နေကြသည်။ဆောင်မောင်အောင်ခြင်းနေထွက်ကနောက်ကျပြီး နှစ်ပတ်ခန့်ကြာခဲ့ပြီဆိုရင်မိုးဖြံရမည်ဝါဇူအခါမူအောက်ရက်လေတော်တွင် ပြိုပင်တွေစိမ့်လန်းနေပြီဟောမည်ဒီမှာတော့မစိမ့်မလန်းတမပင်စူးဖြူပင်နဲ့ထနာပင်များကပက်လေဝိုင်းနေတော့လေတွေ့တွေ့ချောက်ချောက်နဲ့ကုန်းခေါင်ခေါင်မှအညာကြီးနဲ့တောရလေးတရွာထိုတောရလေးလူနေမှုစနစ်သည်များစွာနှင်ကြလျက်ရှိလေသည်ဝေခင်တို့အိမ်ပတ်ဝင်ခြင်းပပလဲတွင်ထရွက်မိုးဝါတိုင်းထူသောရိုင်းနှင်းနှင့်တင်းငင်ကလေးများရှိလေသည် ဝေခင်တို့အင်သာလျင်ဝကမိုးပြင်ငါပြင်ငင်းနဲ့အမေတို့မိဘအများကြီးအမွေအနှစ်ဖြစ်ကြံခဲ့ခြင်းဖြစ်လေသည်အမေတို့ဆင်းရဲတာကတော့ရွာသူရွာသားနဲ့မချပေအမေမှာသားသမီး၃ယောက်မွေးဖွားခဲ့သည်အကို၂ယောက်ပြီးတော့ဝေခင်ဝေခင်အဖေသည်ဝေခင်လာသမီးအရွယ်ရပင်ဆုံးခဲ့သဖြင့်အဖေဘလို့နေသည်ကိုမသိအကို၂ယောက်အနက်တစ်ယောက်ကတော့ခုသည်တစ်ယောက်ကတက်ထဲဝင်သည်အကို၂ယောက်အတွက်အမေမှာပြားများတော့ကရောက်ခဲ့ရရှာသည်အမေရသားသမီးတွေကိုသူ့လိုဆင်းရဲမှာစိုးရိမ်နေသည် ူချောင်ဝေခင်းကိုចောင်းကောင်းကောင်းပို့သည် အမေရငွေကိုရသလောက်ရှာသည်အင်းရောက်ထက်တွင်ရက်ကန်းစင်တစ်ခုလည်းထားထားသည်မိုးပေါင်းလေးလိုရောင်းသည်မိုးပေါင်းနှင့်အတူစားရန်ချက်တုံကျော်ဘုရားကျော်များလည်းရောင်းသည်သည်ငါတို့နှမများပိုက်ဆံရမယ်ဆိုရင်လှိုင်းကောင်းများအတူပြီးရှာမလားမသိဘူးဘာကြီးရပင်ခနဲ့သည်အမေရခေါင်းကိုပင်ခါရန်လျက်ဒါတော်ငွေရင်းရနဲ့တဲကိုရင်တိုးရီဟုညညူလေသည် ပိုက်ဆံအရှာရခတ်တာထက်အတုံခတ်တာကပိုဆိုးတယ်နှင်းယုံ စားကြီးတွေနေကြီးတွေတက်နေသမျှတော့တို့ပဲတော့မှမချမ်းသာအောင်မှရတာက30ပြန်သမျှတာ20ဆိုရင်တို့အိမ်အောင်စုတွေအကျွေးမတင်ပဲခံနိုင်ရူးလားဘာကြီးဦးတို့လူကမချက်ချနေသည်အမေကတော့မင်းွေသေးနေတော့ဆေးလေးကိုဆင့်ွယ်ထဲထိုးဆိုင်ရင်ခေါင်းကသာတွင်တွင်ရမ်းနေတော့သည်ပြီးတော့အမေကတပြင်းမသိမသာချသည်အမေတက်က40ပဲမပြည့်သေးတော့လဲနှစ်ဖူးရေပရေများတွန့်ချင်နေပြီဆန်သားတို့6တွေကဂျိုးစားဖြူစားပြုတ်ပြီး ဝီခင်တို့အတန်းမှအထက်တန်းပြဆရာမအရာရှိကတော်လေးကအမိအသက်ထက်ပင်ကြီးသည်သို့တော်လည်းနှုတ်ပြခြင်းရာနိုင်မနှိုင်းရှင်သာအောင်ကြွားချလာသည်မြို့သူမို့လားမသိအမိလိုအသားညွညွတိတိလေးပင်မင်းပြင်စင်နဲ့လှလဲလှသည်နှုတ်လဲနှုတ်သည်ဒီတော့ဝီခင်ကအမိတို့ဆင်းရဲရင်းကိုမြေဖို့စေခြင်းသည်သူ့အတွေ့အကြုံအဆုံးစားမရှိသလိုသူမြင်ရသောအနာဂတ်လေဝင်းတို့သည်လည်းအဆုံးစားမရှိလေဝင်းတို့သည်မိုးကုတ်ဆောင်ပိုင်းအထိပင်ချဲ့ပြန့်သွားလေသည် လေကလေးနှစ်ခုကြားထဲတွင်ရေသွင်းမြောင်းကလေးကအဆက်မပြတ်စီးဆင်းနေသည်။ဒီရေများကိုမြောင်းပေးတစ်ဖက်တစ်ချက်တွင်ရှိသောလေဝင်းများထဲသို့သွင်းပေးနေသည်။ထို့ပြင်ဆောင်းနှင်းဆိုင်သီးနှံငယ်များဖြစ်ကြသောချက်တော်ခင်မုံလာခင်မုံညင်းခေါ်ပြီးနှင်းနှယုတ်စသောအခင်များကိုလေတော့ဤကွက်ကြားကွက်ကြားတွင်မြင်ရမိပြန်သည်။ထိုဆိုင်ခင်များထံမြင့်မောက်ပြီးစိတ်စိတ်လက်လက်နှင့်ညှို့ဖက်သောအခင်အလက်များနှင့်ငပြောခင်များကလည်းဟိုနာတခင်သီနာတခင်စေကုနှင့်မြင်ဝင်အလှကိုဖန်ဆင်းနေမိသည်။ ဘယ်ဘက်ကိုလိုက်တဲ့နေဆိုတာစဉ်းစားကြည့်ကြသေးတာပေါ့အေးအမေကဝေခင်ရဲ့အတွင်းညကိုတမဟုတ်ချင်းချိဖြက်လိုက်လေသည်ဝေခင်ကအမေတရောက်တော့နဲ့အလုပ်လုပ်ရနောက်တော့တကားကောက်လိုက်နေသည်မှာညနေအထိပင်သည်အမေရဲ့အမေကိုနားဝင်အောင်ဘလို့နားသိရပါမလဲဟုစဉ်းစားပြီးမှအမေလက်မအောင်ခိုင်းလှုပ်ကအမေပဲကျွန်တော်ကိုချစ်တယ်ဆိုပြီးတော့ဟုတ်ချွဲမိသေးသည်အမေကစီရိုးတဲ့မုံညံ့နဲ့နေထားသောချက်တော်များထဲ့ကျော်ရင်း ညိုများနဲ့ဝေဆက်သောမျက်လုံးများကိုမိချေဖွင့်ချေလောက်ကကိုဟာချက်တာမချက်တာလည်းမဆိုင်ပါဘူးကွယ်မင်းကလေးနဲ့တင့်မတင့်ချောင်းနေလုံလုံထားရမယ်အာအမေတို့လိုက်နိုင်မလိုက်နိုင်အမေကကျွန်တော်တခြားဥစ္စာတွေအကုန်ထိုးဆံမယ်လေကျွန်တော်ကိုထမင်းလေးငားရဲရှင်တော့ဘူးသူများတွေတည်းအကုန်တို့ကုန်ပြိုင်နဲ့လုံကြီးနှစ်လမထက်ထက်တစ်နှစ်လုံးမထက်ထက်အမေလည်းကြားဘူးသားပဲဘာကြီးရဲ့အမေပါဘူးခင်မေးသိလားလုံကြီးတစ်နှစ်တစ်တီကြောင်းတတ်တာမထက်ဘူးဆို့ ျွန်တော်ဒါတွေအားလုံးနားပိတ်မျက်စိမိထားမယ်။ဝေခင်ကသူ့နာကိုလက်ညှိုးနှချောင်းနဲ့ထည့်ပိတ်ကမျက်လုံးနှလုံးလည်းပိတ်ထားပြနေသည်။အမေကရဲမိသေးသည်။အစားလဲစီးရဲခံနိုင်ပါရဲ့။အစောင်းမှာအစားစီးရဲလို့ဘင်းကဘာတစ်ခုမှကျွန်တော်ဝယ်မစားဘူး။အစောင်းမှာအစားသိစီးရဲတယ်ဆိုပဲဘဲဟုကိုရင်းနှီးအောင်ကြောက်ကျွေးတဲ့ဟင်းညိုဆိုတာရင်းနှီးပဲတဲ့။ဒါတွေကျွန်တော်ခံနိုင်ရှိတယ်။ပြောတော့အမေကဝေလေးရဲ့ကြာလာသောမျက်ရည်များကိုမိ ོས་ ကြောင့်ဝေမိုင်းစင်ယုံလာသောမျက်ရည်များနဲ့ရော့လွတ်ကား ညီကိုညံထောင်းမေးပြီဗလားဟုတ်မေးပြီမေညီသူကိုတိုင်မရမယ်ညံထောင်းကြောင့်ညီတင်ချပါသားရဲ့နောက်ဘာဘာပါသားယူပပေးတာပါအမေအေးဂုံလုံးနှစ်ခုရတာမလားသူကျေးဇူးတို့စီမှာအများကြီးရှိတယ်ဒါတော့ညီပါကြီးကသူ့သားကြောင့်ညီဂုံလုံးရတယ်လို့တခွန်ပြောတာဂုံဖော်တာမဟုတ်ဘူးညံထောင်းမှာဘာကြီးတူတယ်တော့တာဘေခင်ကြီးတဝန်းခွဲအကူဖြစ်သည်ဟုတ်ပါရဲ့မေရဲ့ ကျွန်တော်လည်းအကိုကိုတိုင်ပင်ပြီးပြီ။ "तू ကဘာပြောလဲ။အကြမ်းမရမ်းခံနိုင်ရင်ရှိရင်တော့လိုက်တဲ့ဖိနော့ပင်မနဲ့တဲ့။ပြီးတော့ကျွန်တော်တင်ချတော်သားပဲလိုက်မယ်ဆိုရင်လည်းဖြစ်တယ်တဲ့။တင်ချတွေအများကြီးတွေ့ရတဲ့ဘာသာရဲတဲ့။တင်ချမနိုင်ရင်တော့မလိုက်နဲ့တဲ့ယူတတ်တယ်တဲ့။ဒီစကားတွေကိုအမေကပြောပြီးပြီးချင်းနောက်နောက်ရမိလေသည်။အမေကနှုတ်ခမ်းကိုမဲ့က"အင်းအားရှိစရာပဲ"ဟုပြောလေသည်။ကျွန်တော်ကတော့တင်ချတော်တော်လေးမေရဲ့စိတ်ပူစရာမရှိပါဘူး။တင်ချကိုမျက်စိမိတ်တွတ်တွတ် ဝေခင်ကသူ့မျက်စိကိုပိတ်ခါဖဲလက်ဘွားပေါ်တွင်ညာလက်ညိုနေထောက်လျက်သင်္ချာတွက်ဟန်ကိုလှုပ်ပြနေသည်အမေရဝေခင်ဟာငေးဆိုင်ကြည့်ရင်ပြုံးလျက်ယူမာဟုချစ်စနိုးခေါ်လိုက်သည်သင်္ချာကိုကျွန်တော်ပိုင်ပါတယ်အမေရဲ့ဟုဝင့်ကြားစွာပြောလိုက်ပြီးအကိုပြောသောကျောင်းသားတစ်နှစ်တယောက်ယူသည်ဆိုသောအကြောင်းကိုတော့ထက်မပြောတော့ပြီညီတို့ဒီရစာမျိုးပဲအောင်မယ်ဆိုရင်မလုပ်ရမလားဘလို့အကျိုးရှိလဲအမေရတစ်ခုစီလိုက်မင်းနေသည် ဒီမှာလိုင်းဝဲတွေအများကြီးပဲမြည်ခွဲထားတာလေမြို့ပြားတယ်ဆက်မှုတယ်လျှက်စစ်တတုချီမြင်ဓာတုပိတုကအဲ့လိုဘာသာရပ်တွေခွဲထားတော့ဟာဒီလိုပြောလို့အမေကနားရှုံပါပဲကျွန်တော်ပြောမယ်အမေရေပြောပြောညီပဲပြောနေတာမဟုတ်လား ီတော့ဝေခင်ကရရင်အမိပခုံကုန်ကိုင်းလှုပ်ကခြုံရောရင်အမိရဲ့ဒီကြောင်ကထွက်ရင်ကျွန်တော်တို့ចောင်းသားចောင်းသူတွေဟာတိုင်းပြူအများကြီးချမ်းသာအောင်လုပ်နိုင်တယ်တတူရင်နဲ့ရှာဖွေနိုင်တယ်အမိကျွန်တော်ကိုဆင်ញလာကြည့်ရဲဆိုရဲရွှေရင်းကနှစ်ပြားဒစိမ့်လိုင်းကြီးခရစ်တွေလဲရအောင်လုပ်နိုင်မယ်အမေနေမကောင်းတဲ့အခါညင်းညင်းနေတဲ့ဆေးပါးရည်လည်းပေါ်လာအောင်တက်နိုင်တယ်။အခုရွာမှာမိမရှိတာလည်းအစ်မကြီးတက်ဆန်နေအောင်လှုပ်ပေးနိုင်တယ်ဗျ။ရေရှားတဲ့နေရာတွေမှာရေတွေပေးနိုင်မယ်။ မြို့ရာတွေတန်ရှင်းအောင်လုပ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့အခုတွားနေရညစ်ပတ်တဲ့တွင်းအင်းသားတို့လိုင်းသားတို့ဆိုတာပိုက်လိုင်းနဲ့တွားရတဲ့အင်းသားတွေဟဲ့ညီတို့ဟာအင်းသားပါလှုပ်ပေးရသလား။အော်အမေရဲ့နားဝေးလိုက်တာပိုက်လိုင်းနေပါလေနဲ့အဆင့်အတန်းမြင့်မြင့်နေနိုင်မှုစီမံပေးရတာပြောတာခုခေတ်မှာဆိုရင်ဇလားအင်နာတွေတွင်းအင်နာတွေမရှိတဲ့တော့ဘူးတဲ့အကိုညာထွန်းပြောတာလူတွေအဆင့်အတန်းမြင့်မြင့်နေနိုင်မှုကိုလှုပ်ပေးနိုင်တာပြောတာအမေရဲ့အခုအမေတဲနေနေရတယ်နောက်ဆိုတိုက်နေနေရမယ် ကိုမေတွင်းရင်သာကိုလောက်တဖွေးဖွေးနဲ့ယွန်လို့ဆိုပြီးဆေးဘောလေးကြီးတောက်သွားရတယ်လေ။အေးနောက်အမေအိမ်မှာကြွေခွက်နဲ့တနတ်ချင်ချင်သွားနိုင်တော့မှာ။ဦးကြွေခွက်နဲ့အိမ်သာသွားနိုင်တဲ့လူကမျိုးကလူနဲ့နဲ့လေး။ကျွန်တော်တို့အများဒီလိုမျိုးအဆင့်တန်းမြင့်မြင့်မနေနိုင်ဘူး။ဒါကိုကျွန်တော်ကပြောတာ။ဒီတော့အမေကနားလဲသွားသည်။သမီးကိုလည်းများစွာအထင်ကြီးသွားသည်။ငါသမီးကတိတ်နားလဲတာပဲ။သူဒါတွေဘလို့မျှပြောတတ်လာပါလိမ့်ဟုစဉ်းစားနေသည်။သမီးကပညာရှိသည်ဟုအမေတင်စားပြန်သည်။ပညာရှိသလားရုပ်ကလေးကလည်းရေးမွန်းသည်။ အသားကသူ့လောက်မညိုတော့လဲညှိုးစိမ့်စိမ့်ကလေးနဲ့ချောမွတ်သည်အရင်အမောင်းကလည်းသိအကောင်းကြီးမဟုတ်ပင်မဲသူ့ထက်တော်မြင့်သည်ငါးပေတလမရှိသည်ဟုပေချိုးနှင့်ခဏခဏတိုင်းရင်အမေကိုပြောတတ်သည်ကိုရေကတော့သိမဖွင့်ပြောလားတွယ်နှဲ့သည်မျက်နှာကလေးကခဝိုင်းဝိုင်းနှစ်ဖူးကျည်ပြီးမျက်လုံးမျက်ဖန်လည်းလှသည်နှာလည်းလဲပေါ်သည် သူ့ပအေးမျက်နှာချွတ်တက်ထားသည့်အတိုင်းပင်ဖအေးနှင့်တူလာသည်နှုတ်ခမ်းများကတော့သူ့လိုပင်ပါ၍နည်းနည်းထော်ခြင်းသည်အမေလိုပင်နှစ်သီးကောင်ရှာပါတဲ့ထံပေါ်သည်မိစေးကလည်းသူ့လိုပင်ချွန်သည် ပြုမူခြင်းလဲတူးသည်စကားတတ်ပုံခြင်းလဲတူးသည်ဒီအတက်ပညာကိုတက်ပြီဆိုရင်ကျွန်တော်အဖို့စိတ်တလုံးရတာနဲ့အတူတူပဲအမေရဲ့မနစ်ကအမေငုံပြင်းနေတရားကြောကုန်မယ်တေးသေးချာချာတွက်ပြီးမှလုံမယ်ဆိုရင်အမေတရားကုန်မှာ90အလုံးလုံးပဲကုန်မယ်ခြွေတားရေးနဲ့သက်သက်သာလဲဖြစ်မယ်ခိုင်လဲခိုင်မယ်မေငူရိုးရိုးအတိုင်းတစ်နှစ်ပဲခံမယ်ဆိုရင်တိတိချာချာအင်ဂျင်နီယာနဲ့ဆောင်ရင်အနည်း20ခံတာပေါ့အမေအတွက်စသိလို့ရမေရဲ့ အေးလေတွက်တက်ချက်တက်တယ်ဆိုတော့လဲစနစ်ကြတာပေါ့အဆောက်အုံတွေတုံးတက်လေးတဲ့အကြီးကြီးဆိုရင်အင်ဂျင်နီယာတွေအသေးချာတွက်ရတယ်မတွက်တက်ရင်ပဲဖြစ်ဖြစ်ပေါ့ရော့ရင်ပဲဖြစ်ဖြစ်လေတက်တာနဲ့ပြိုးရောလူတွေအများကြီးဒုက္ခရောက်တယ်ဆောင်းဝင်တယောက်ဈေးထိုးမှရင်လူတစ်ယောက်ပဲအသက်ဆုံးမှာအင်ဂျင်နီယာတွေအတွက်မှာအသက်ပေါင်းများစွာပဲအမေရဲ့ဝေခင်ကဒုက္ခရင်ကျန်တဲ့သူအမေကနားချလေသည်အမေကအလွယ်တကူခေါင်းကြီးလျက်ကပင်တပြင်းတစ်ချက်ချပြီးနောက်ခေါင်းကိုခါရမ်းမိလေသည် အပိနာဆင်ပြကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရစေ။အပိုင်းနှစ်ကိုလည်းဆက်လက်ဆောင်မြောင်းနာဆင်ပြပါအောင်နော်။